အားလုံးပဲမင်္ဂလာပါဗျာမီနာဆန်ကွန်ပန်ဝါကျွန်တော်ဒီနေ့မျှဝေပေးသွားမယ့်အကြောင်းရင်းကတော့ဗောနောဂျပန်ကိုကြောင်းနဲ့လာခြင်းနဲ့ဂျပန်မှာကြောင်းတက်ခြင်းပေမဲ့ဗောနောဂျပန်မှာကြောင်းတက်ခြင်းနဲ့သို့တော်လည်းပဲကျွန်တော်တို့ဘယ်ကနေစရမှန်းမသိဘူးဆိုတဲ့လူတွေအတွက်ကျွန်တော်ရည်ရွယ်တဲ့ဗီဒီယိုဖြစ်ပါတယ်ဟုတ်ကဲ့ပါ ဒါဂျပန်ကိုကြောင်းတက်ဖို့ပြင်ဆင်နေတဲ့ညီကိုမောင်နှမတွေအတွက်ကျွန်တော်ဒီစိတ်ဒီပိုင်းအထောက်အကူပြုမယ်ထင်တဲ့ဗီဒီယိုပေါ့နော်ဒီဗီဒီယိုကဆိုတော့ဂျပန်ကိုကျွန်တော်ကြောင်းတက်လာမယ်ဆိုရင်ပေါ့နော်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ဘာလုပ်ရမလဲဆိုရင်ဂျပန်လာမယ်ဆိုရင်ဂျပန်မှာကျွန်တော်နီဟွန်ဂိုဂါကိုပေါ့နော် language school လို့ခေါ်တဲ့ကျွန်တော်တို့နီဟွန်ဂိုဂါကိုကိုကျွန်တော်တို့နှစ်နှစ် course ရှိတယ်ပေါ့နော်နှစ်နှစ်တက်ရမှာဖြစ်တယ်ဆိုတော့ language school နှစ်နှစ်တက်ပြီးတဲ့အခါမှာကျွန်တော်တို့ကျောင်းပြီးရင်ကျွန်တော်တို့က college ပဲဖြစ်ဖြစ်တက္ကသိုလ်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဆက်တက်လို့ရတယ်ပေါ့ဗျာဆိုတော့တက္ကသိုလ်တက်မယ်ကိုကတကယ်လို့ဂျပန်စာ N2 N1 အောင်ပြီးသားဆိုရင်တော့မြန်မာပြည်မှာလည်းကျွန်တော်တို့ဘွေရထားတာတို့ဘာလို့ပညာရေးချင်းကျွန်တော်တို့ဘွေရထားတာတို့ဘာလို့ရှိခဲ့မယ်ဆိုရင်ဂျပန်ကပေါ့နော် college ဒါမှမဟုတ်တက္ကသိုလ်ကို တရေလျှောက်ထားလို့ရတဲ့ပုံစံလေးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့မျှဝေပေးသွားခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော် language school ကိုအရင်လျှောက်ဖို့လိုအပ်တယ်ဆိုတော့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်စကြည့်ကြမယ်ပေါ့နော်နံပါတ်1အနေနဲ့ကျွန်တော်တို့ဂျပန်စာကိုဂျပန်ကိုလာဖို့လုပ်နေတဲ့သူတွေဆိုရင်ကျွန်တော်ဂျပန်စာကိုစပြီးလုပ်ဖို့လိုအပ်တယ်ပေါ့နော်ဂျပန်စာဆိုတော့ကျွန်တော်တို့ဂျပန်မှာအင်္ဂလိပ်စာအသုံးပြုလို့ရပါသလားဆိုတော့ ဟာကျွန်တော်ကိုလာလာမေးကြတယ်ပေါ့နော်ဆိုတော့ဂျပန်မှာအင်္ဂလိပ်စကားကိုအသုံးပြုကြတာကတော့နည်းပါတယ်ဟို percentage နဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ percent နဲ့ပြောမယ်ဆိုရင်အဲ90 95ရာခိုင်နှုန်းလောက်ကိုအမဂျပန်ဘာသာစကားကို အသုံးပြုကြတယ်ပေါ့နော်ဂျပန်တွေကနေ့စဉ်ပြောစကားမှာအကုန်လုံးတရားခိုင်နှုန်းဂျပန်ဘာသာစကားတွေပါပဲဆိုတော့နံပါတ်1ကိုကျွန်တော်ပြန်ပြပြမယ်ဂျပန်စာကိုအရင်လေ့လာပါပေါ့နော် ဂျပန်စာကိုအရင်လေ့လာဖို့လိုအပ်တယ်။သင်တန်းကျောင်းကတော့ကျွန်တော်တို့ကိုယ့်ဘာသာကိုရွေးပြီးတော့တက်ပေါ့နော်။ဟိုသင်တန်းမတက်ခင်အရေးကြီးတဲ့အချက်တစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ကိုတက်မဲ့သင်တန်းကဂျပန်ကိုအကြောင်းနဲ့ပို့ပေးတာလား။ဒါမှမဟုတ်ဂျပန်စာကိုပဲတည်တန့်တင်တဲ့ သင်တန်းလားဆိုတာကိုကျွန်တော်တို့အရင်ဆုံးသိအောင်စုံစမ်းပါမေးမြန်းပါပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်နံပါတ်1အချက်ကိုကျွန်တော်ပြပြပေးသွားမယ်နံပါတ်2ကကြတော့ကျွန်တော်သင်တန်းအပ်ပြီးတဲ့အခါမှာပေါ့နော်သင်တန်းတက်နေစေအတွင်းမှာပဲကိုယ့်ရဲ့ဆယ်တန်းအောင်လက်မှတ်တို့ဒီအောင်လက်မှတ်တွေပေါ့နော်တက်ကတူဘွဲရထားတဲ့လူဆိုရင်ကျွန်တော်ဘွဲလက်မှတ်တို့ဒါမှမဟုတ်ကိုကဘွဲမရသေးဘူးတက်ကတူဒုတိယနှစ်လောက်ပဲတက်ထားတယ်ဆိုရင်ကျွန်တော်တို့အမှတ်စရင်းတွေရှိတယ်အဲ့လိုမျိုးအမှတ်စရင်းတွေကိုထုတ်ထားပြီးတော့ဆရာဆရာတွေကိုစုထားဖို့လိုအပ်တယ်ပေါ့နော် ဆိုတော့ဒါကဂျပန်ကိုလာဖို့ agent agency ကိုပေါ့နော် agent ကိုအပ်မယ်ဆိုရင်တော့ဖြင့် agent ကဒါတွေကိုဘယ်ဟာဘယ်ဟာတော့လိုတယ်ဘာတော့လိုတယ်ဆိုတဲ့ဟာတွေကိုသူတို့ကအချက်လက်တွေကိုကျွန်တော်တို့လိုအပ်တဲ့အချက်လက်တွေကိုရေးပေးมาဖြစ်တယ်ပေါ့နော်တကယ်လို့ကိုက agent ကိုမအပ်သေးဘူးဂျပန်စာကိုလစ်လာနေတယ်ဂျပန်ကိုကြောင်းနဲ့သွားဖို့ပြင်ဆင်နေတဲ့သူတယောက်ဆိုရင်တော့ခုနပြောတဲ့သင်တန်းလက်မှတ်တို့အောင်လက်မှတ်တို့ဘွဲ့လက်မှတ်တို့ကို အစင်းသင်းဖြစ်အောင်ကျွန်တော်စုထားပေးပါအဲ့ဒီမှာ notary ပြန်ရတာပေါ့နော် notary ဆိုတာကကြတော့အင်္ဂလိပ်လိုပြန်လိုလိုအပ်မယ်ဆိုရင်အင်္ဂလိပ်လိုပြန်ရမယ်ဒါမှမဟုတ်လိုအပ်မယ်ဆိုရင်ကျွန်တော်ဂျပန်လိုပြန်ရမယ်ပေါ့နော်ဘာသာပြန်တာပေါ့နော်ဆိုတော့အဲ့ဒီဘာသာပြန်တဲ့အစင်းကနောက်တစ်စင်းပေါ့နော်အဲ့မတန်ခင်ကျွန်တော်တို့ကဆာရက်ဆာတန်းတွေကိုအစင်းစင်းစုထားဖို့လိုအပ်ပါတယ်ကျွန်တော်နံပါတ်3နောက်တစ်ချက်ကနံပါတ်3အချက်ကတော့ကျွန်တော်တို့ဂျပန်မှာ language school ကို ရွေးဖို့လိုအပ်တယ်ဗျဂျပန်ကိုကြောင်းနေလာခြင်းနဲ့ ဂျပန်ဘာသာစကားကျောင်းပေါ့နော် language school ကိုရွေးဖို့လိုရတယ်ဘယ်ကျောင်းကကောင်းလဲပေါ့နော်ဘယ်ကျောင်းကမကောင်းဘူးလဲဆိုတာကိုကျွန်တော်ရှာဖွေဖို့လိုအပ်တယ်လေ့လာဖို့လိုအပ်တယ်ဒီနေရာမှာကျွန်တော်အနေနဲ့အကြံပေးချင်တာကတော့အဲကျောင်းကလူမျိုး네ဘက်ကကျောင်းတွေကိုတော့ကျွန်တော်ကတော့အရန်ကိုဟိုဟာ recommend မပေးဘူးပေါ့နော်ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်ဒီမျိုးကြီးတွေမှာရှိတဲ့ တိုကျိုဒါမှမဟုတ်အိုဆာကာလိုမျိုးမြို့ကြီးတွေမှာရှိတဲ့အကြောင်းတွေကိုကျွန်တော်တို့ကတော့ရွေးစေချင်တယ်သို့တော်ညာလည်းပဲကိုကအကြောင်းစရိတ်တွေမတက်နိုင်ဘူးနေဘက်ကအကြောင်းတွေကဈေးသက်တာတာကိုအများကြီးတော့မဟုတ်ပါဘူးငါတောင်ဒါမှမဟုတ်တသိန်းဂျပန်ယန်ပေါ့နော်ငါတောင်တသိန်းလောက်တော့ကွာတာရှိတယ်အဲတစ်နှစ်စာကိုတိုကျိုမြို့ပေါ်မှာ၈သိန်းကြတယ်ဆိုရင် နည်းနည်းနေကြတဲ့နေရာမှာကြတော့ကျွန်တော်တို့9သိန်း9သိန်း5000တို့ဂျပန်ယန်နဲ့ပေါ့နော်အဲ့လိုမျိုး꽌ချတာတော့နေငယ်ရှိတယ်ဆိုတော့ကျွန်တော်ဒီနေ့ကျွန်တော်အနေနဲ့အကြံပေးရမယ်ဆိုရင်တော့ဖြင့်ကျွန်တော်တိုကျိုးဒါမှမဟုတ်အိုဆာကာလိုမြို့ကြီးတွေကိုရွေးဖို့ကိုအကြံပြုလိုတယ်ပေါ့နော်အဲ့ဒီမှာကမှကျွန်တော်နေပက်ကအကြောင်းတွေကတော့အကြောင်းစီတက်တာတယ်ဆိုရင်မဲ့လေကျွန်တော်တို့အလောက်ကန်ခွင့်လန်းတွေကိုကြတော့နေတယ်အဲလို့ပြောရမှာပေါ့နော်ခြုံပြီးလို့ပြောရမယ်ဆိုရင်သို့တော်လည်းပဲကိုက N3 တွေပါလေအောင်ထားတယ် N2 တွေပါလေအောင်ထားတယ်ဆိုရင်နေဘက်ကကြောင်းတွေလည်းပဲကျွန်တော်အစဉ်ပြေတဲ့ကြောင်းတွေရှိတယ်ပေါ့နော်ဟိုအချိန်ပိုင်းလောက်ကကိုယ့်အတွက်မရှားတော့ဘူးပေါ့ဗျာကိုယ့်ရဲ့ဂျပန်စာ level မြင့်တဲ့ခါကျတော့အလုတ်ကတော့ဂျပန်စာ level ပေါ်မှာလေမူတည်ပြီးတော့အလုတ်ကန်ရှားပါမှုအလုတ်ကန်ရမှု အလုပ်ဖြစ်မှုဖြစ်မှုအဲ့ဒီမှာပွာချရသွားနိုင်ပါတယ်ဗျဟုတ်ပြီကျွန်တော်နံပါတ်၄အချက်အနေနဲ့ကကြတော့ကျွန်တော်အကြောင်းရွေးပြီးရင်လွယ်တဲ့ cyber ဆာတန်ပြင်ဆင်မှုတွေကိုလုပ်ဖို့လိုအပ်လာတယ်ပေါ့နော်ဒီနေရာမှာကျွန်တော် agency ကိုအတက်အပိုင်းတစ်ပိုင်းရယ်ဒါမှကိုယ့်အကိုပြင်ဆင်တဲ့အပိုင်းရယ်ဆိုရင်ကျွန်တော်နှစ်ပိုင်းခွဲခြားထားလို့ရတယ်ပေါ့နော်ကိုကဂျပန်စာလည်းအရန်ကျွမ်းတယ်အင်္ဂလိပ်လိုလည်းအရန်ကျွမ်းတယ်ဆိုရင်တော့ဖြင့် internet မှာကျွန်တော်တို့ရှာဖွေပြီးတော့ဂျပန်စာပြေစာတမ်းဘယ်လိုပြင်ဆင်တယ်ဒါမှမဟုတ်ကျွန်တော်တို့ ဟိုဘလိုကြောင်းလျှောက်တယ်ဆိုတဲ့ဟာကိုယ့်အကိုရှာဖွေလို့ရတယ်ပေါ့နော်ဂျပန်စာဟိုအရန်ကျွမ်းတယ်အင်္ဂလိပ်စာအရန်ကျွမ်းတယ်ဆိုရင်ကြောင်းကိုရွေးတာတို့စာရွက်စာတမ်းပြင်ဆင်တာတို့ကိုယ့်အကိုလုပ်လို့ရတယ်ကိုကဂျပန်စာလည်းအားနည်းတယ် N3 လောက်ပဲရှိတယ် N2 အောက်ပေါ့နော်လောက်ပဲရှိတယ်အင်္ဂလိပ်စာလည်းအရန်ကြီးမကျွမ်းဘူးဆိုရင်တော့ကျွန်တော်ကတော့ဒီနေရာမှာ agency ကိုအပ်ဖို့ပဲကျွန်တော်ကတော့အကြံပေးပါတယ်ဟုတ်ကဲ့ပါနံပါတ်5ကျွန်တော်ပြောလို့ရတဲ့နံပါတ်5အနေနဲ့ကတော့ကျွန်တော်တို့ interview ။စာပြေစာတမ်းတွေနဲ့ကျွန်တော်ရှောက်လွာတင်လိုက်ပြီးចောင်းဘက်ကိုចောင်းဝင်ခွင့်ရှောက်လိုက်ပြီးပြောဆိုရပါဆို။ကျောင်းဘက်ကလည်းဝင်ခွင့်ပေးလိုက်ပြီဆိုရင်တော့ပြင်ကျွန်တော်တို့ဂျပန်ကိုပြည်ဝင်ခွင့်ဗီဇာဂျပန်လိုဂျပန်ကိုဗီဇာရှောက်ရအောင်ပဲပေါ့နော် COE လို့ခေါ်တာပေါ့နော်ဂျပန်ပြည်ဝင်ခွင့်ဗီဇာဗီဇာကိုရှောက်ရပါမယ်အဲ့လိုမျိုးရှောက်တဲ့အချိန်မှာကျောင်းဘက်ကလည်းလက်ခံပြီးတော့ပြီအကုန်လုံးအချက်အလက်တွေပြည့်စုံပြီ COE ရှောက်တဲ့အချိန်မှာကျွန်တော်တို့ ကိုယ့်ရဲ့ပေါ်တော့ကိုယ့်ရဲ့ကိုတာအချက်လက်တွေပေါ့နော်ကိုယ့်ရဲ့အချက်လက်တွေမပြည့်မစုံတာတွေရှိတယ်ဆိုရင်ကျွန်တော်တို့ COE ကဂျပန်ပြည်ဝင် ခွင့်ကပေါ့နော် reject ထိတတ်ပါတယ်ဆိုတော့ reject ထိရင်ကျွန်တော်ဂျပန်ကိုအဲ့ဒီနှစ်ကတော့လာဖို့ကတော့တော်တော်မဖြစ်နိုင်တော့ဘူးပေါ့နော်အဲ့ဒီနှစ်ဆိုတာထဲကျွန်တော်တို့အဲ့ဒီ semester ဒါမှမဟုတ်အဲ့ဒီကျောင်းဖွင့်တဲ့အချိန်ကျွန်တော်တို့အဲ့ဒီကျောင်းဖွင့် ခုမှလေးလာပိုင်းကြောင်းတက်မယ်လို့ကိုကရည်ရွယ်ထားတယ်။ကြောင်းလျှောက်လွာတယ်တင်တာလေဆိုရင် rejected တွေဆိုရင်ကျွန်တော်လေးလာပိုင်းမှာလာလို့မရတော့ပါဘူး။ now intake တခုကိုချင်းရမယ်ပေါ့နော်။စာပြေခဏနဲ့ပြန်ပြီးတော့အစားအနဲ့ပြန်ပြင်ဆင်ရမယ်ဆိုတဲ့အပိုင်းတချို့တော့ရှိတယ်။ဒီနေရာမှာတော့ဒါလေးကိုကျွန်တော်ခဏရက်ထားပေးမယ်။ဆိုတော့နံပါတ်6အနေနဲ့ကကြတော့ဂျပန်စာအနည်းဆုံးပေါ့နော်။ကျေကျွန်တော်တို့ဒီ language school ကိုတက်မယ်ဆိုဂျပန်စာအနည်းဆုံးကတော့ N3 ဒါမှမဟုတ် N2 လောက်ကိုအောင်ပြီးတဲ့အခါမှာကျွန်တော်ကတက်ဖို့ဟာကို ကြောင်လျှောက်ထားဖို့ကျွန်တော်ကတော့အကြံပေးခြင်းနဲ့ပေါ့နော်။ဘာလို့လဲဆိုတော့ဂျပန်စား level နိုင်ရင်လည်းရတယ်တိုးတော့ N5 မြန်မာပြည်မှာ N5 ပြလာတယ်ဂျပန်စားကြောင်ဆက်တက်တယ်။ M4 N3 N2 တက်လို့ရတယ်ပေါ့နော်။တိုးတော့ဒီနှစ်နှစ်တော့အတွင်းမှာကိုကအချိန်ပိုင်းအလုပ်လေးလုပ်ကြသေးတယ်။ကြောင်လေးတက်ကမယ်ဆိုရင်တတော်ကိုမှအရန်ကိုပင်မဲ့နေပေါ့နော်ပင်မဲ့နေဆိုတာထက်ကျောင်းကသင်ပေးတဲ့ကို့စ်အနေထားကကိုက M5 နဲ့သာလာမယ်ဆိုရင် N2 လောက် တော့နှစ်နှစ်မှပြီးကောင်းပြီမယ်ပေါ့နော်သို့တော့ N1 တော့ဘာလို့အဆင်မရောက်တော့ဘူးဂျပန်စာဂျပန်စာကျောင်းမှာတော့သင်တဲ့ course အနေနဲ့ကကြတော့ကျွန်တော်တို့ Shokyu လို့ခေါ်တဲ့ဒီ entry level ပေါ့နော် Shokyu ရှိတယ် Chukyu ရှိတယ် Jokyu ရှိတယ်ပေါ့နော်သုံးပိုင်းအဲ့ဒါကိုမှ Shokyu 1 Shokyu 2 Shoni Chukyu 1 Chuni အဲ့လိုမျိုးတွေအဆင့်အဆင့်တွေခွဲထားတယ်ပေါ့နော်အဲ့ဒီမှာမှ ကျွန်တော်တို့ကိုက M5 ပဲပြီးလိုက်တယ်ဆိုရင် M5 က M5 ပြီးလာတဲ့မြန်မာပြည်ကနေဆိုရင်ဂျပန်မှာ M4 ကနေတက်လို့ရတယ်။သို့တော်လည်းပဲအဲ့လိုမျိုးတော့ကိုက M4 M5 M4 အစင်းလောက်သာဖြစ်ခဲ့မယ်ဆိုရင်ဂျပန်မှာအရင်ကပင်မဲ့မှာဖြစ်တဲ့အတွက်ကျွန်တော်ကအကျံကျွန်တော်အနေနဲ့အကျံပေးရမယ်ဆိုရင်တော့ပြင် GLPD N3 အောင်ဒါမှမဟုတ် N2 ကိုအောင်ထားပြီးမှကျွန်တော်တို့ language school ကို join ပါလို့ကျွန်တော်အကျံပေးခြင်းပါတယ်။ဟုတ်ပြီကျွန်တော်နောက်တစ်ခုဟုတ်ပြီကျွန်တော်နံပါတ်9အနေနဲ့ ။ COE လည်းအောင်သွားပြီဆိုရင်ကျွန်တော်တန်ရုံဝင်ဖို့ပဲကြံတော့တာပေါ့နော်။ passport ရတာနဲ့ကျွန်တော်တို့တန်ရုံကိုဝင်မယ်ဂျပန်တန်ရုံကိုဝင်မယ်ကျွန်တော်တို့အစစ်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 တာခံမယ်ပေါ့နော်။ပြီးတော့ကျွန်တော်လင်းလည်းမှဖြတ်ပြီးသွားပြီဆိုရင်တော့ဂျပန်ကိုလာလို့ရပါပြီ။ဟုတ်ပြီနော်။ကျွန်တော်ဒီအချက်ခုနှစ်ချက်ကိုကျွန်တော်အသေးချာပြင်ဆင်ပြီးတော့မှအချိန်တခုယူပြီးတော့မှအသေးချာပြင်ဆင်မယ်ဆိုရင်တော့ ျွန်တော်ဒီဗီဒီယိုကြည့်နေတဲ့ဂျပန်ကိုလာဖို့လုံနေကြတဲ့ညီကိုမောင်နှမတွေကဂျပန်ကိုချောချောရှူရှူရောက်လာမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဆုံးထိကြီးရှုပေးတဲ့အရောက်စီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ဗျဆိုတော့ဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့ဘဟုသုတရစရာအကြောင်းလေးတွေကိုနောက်ထပ်သိချင်တယ်ဆိုရင် language school နဲ့ပဲဖြစ်ဖြစ်စင်မွန်ကခုလို့ခေါ်တဲ့ကျွန်တော်တို့ college နဲ့ပဲဖြစ်ဖြစ်ဒီဒိုက်ကခုလို့ခေါ်တဲ့ကျွန်တော်တို့ဂျပန်နိုင်ငံမှာရှိတဲ့တက္ကသိုလ်နဲ့ပတ်သက်တာပဲဖြစ်ဖြစ် သိချင်တဲ့အကြောင်းအရာလေးရှိရဆိုရင်ကျွန်တော်ဒီဗီဒီယိုရဲ့ comment မှာရေးထားပေးခဲ့ပါဗောနော် ကျွန်တော်တက်နိုင်တာရှိရင်တော့ကျွန်တော်ဟောဗီဒီယိုနဲ့တော့လကောင်းကျွန်တော်စာနဲ့တော့လကောင်းပြန်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုကိုကျွန်တော် Facebook မှာလည်းတင်ပေးထားမယ်ကျွန်တော် YouTube channel လေးရှိရပါတော့ YouTube channel မှာလည်းတင်ပေးထားပါမယ်ခင်ဗျာဟိုအချိန်ရရင်လာကြည့်ပေးကြပါကျွန်တော် YouTube channel ကလည်းဖိုက်ခေါ်ပါတယ်ဟုတ်ပြီနော်အဆင်ပြေတယ်ကျွန်တော်ဒီ video ကိုကြည့်နေတဲ့မိတ်ဆွေတွေအတွက်အဆင်ပြေတယ်ဆိုရင် ပေးမှာရှိတယ်ကျွန်တော်ရဲ့အပေါင်းလက္ခဏာလေးနှိပ်ပြီးတော့ကျွန်တော်ရဲ့ TikTok account မှာလည်းပဲကျွန်တော် follow လုပ်သွားပေးကြပါအသေးလေးတွေပေးသွားကြပါဗောနော် Facebook မှာကြီးနေတဲ့ညီကိုတွေဆိုရင်လည်းပဲကျွန်တော်ကိုအသေးလေးတွေပေးပြီးတော့ဒီ post ကို share ပေးကြပါ YouTube မှာကြီးနေတဲ့ညီကိုတွေဆိုရင်တော့ဖြင့်ကျွန်တော်တို့ subscribe တွေလုပ် ပေးပါကျွန်တော် like တွေလုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျအဆုံးထိကြည့်ပေးတဲ့အရောက်စီတန်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဗျဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်เนาะ 好了，我今次咪有得买咧，拜拜。